ဒါ Android example ကိုသုံးပြပြီးတော့ဒီအခြေခံတွေကိုပေါ့နော်အဲ Android application ရေးနေအခြေခံတွေကိုလေ့လာပါမယ်သူ့ကိုဖွင့်လိုက်ပေါ့နော်အဲဖွင့်ပြီးလို့ရှိရင်အဲ့ဒီထဲမှာ UI widget ဆိုတာပေါ်လိမ့်မယ်အဲဒီကောင်လေးပေါ့ဆိုတော့အခြေခံပေါ့ဒါ UI ဘိုင်းပေါ့အဲ့ကောင်လေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင် tab view တို့အဲ tab view လေးချင်းကတော့အဲ့ကောင်ကိုနှိပ်မယ် နှိပ်ပြီးလို့ရှိရင်ကုတ်တေကြီးဖို့အတွက်အိုင်ကွန်လေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒါက Java မဟုတ်ဘူးပေါ့เนาะ UI byte data ဆိုတော့ Asian data လေးကိုသွားမယ်သွားပြီးလို့ရှိရင် tab view ပေါ့เนาะ tab view သင်္ကန်းသာဖြစ်တဲ့အတွက်ကျွန်တော်လေးအောက်ကိုမလိုဘူးပေါ့เนาะဒီဟာလေးကိုပဲอืมဒါလေးကိုပဲနှိပ်မယ်ပေါ့เนาะဟုတ်ပြီအိုင်ကွန်လေးကို copy ယူလိုက်မယ်နှိပ်ပြီးတော့ copy ယူလိုက်မယ်ပေါ့เนาะဒါလေးကို copy ယူလိုက်မယ်ယူပြီးလို့ရှိရင် AID တဲ့ကိုသွားမယ်ပေါ့နော် AID ကိုသွားမယ်သောနာယူလာတဲ့ဟာကို copy ထည့်မယ်ပေါ့နော် U1 ဘိုင်းဖြစ်တဲ့အတွက်ဒီ HNN ထဲမှာပဲအလုပ်လုပ်မယ်ဒီနေရာလေးမှာပဲကူးလာတဲ့ဟာလေးကိုအလုပ်တကူထည့်တိုင်းမယ်ပေါ့နော်အဒီနေရာမှာပြင်ရမယ့်ဟာရှိရပေါ့နော်ပြင်ရမှာဘာအောင်ဆိုဒီ color code ပေါ့နော် color code နေရာမှာပြင်ရမယ်သူက touch color နေရာမှာသူက color တန်ဖိုးရင်းညွှန်းထားတာပေါ့နော် color file ထဲမှာဒီဟာမရှိဘူးပေါ့နော်မရှိရဖြစ်တဲ့အတွက် မြင်အောင်ထည့်မယ်ပေါ့နော်။တုံများ6လုံးဆိုရင်အနှက်ပေါ့နော်။အဲဒါကအဲ့တော့အမျိုးမျိုးပြောင်းထားလို့ရတယ်ပေါ့နော်။ color code ဒူးတစ်ခုကိုသုံးပြီးရောလဲလုပ်လို့ရတယ်။ဒါမှမဟုတ်ဒီကနေပြီးရော UI designer ခေါ်ပြီးရောဒီလိုရှာပြီးရော color ရောင်တွေကိုပြီးလို့ရတယ်ပေါ့နော်။ဒါတော့ color အရာကိုပြင်ပြီးတော့ကိုပေးကြင်တာပြီးလို့ရတာပေါ့နော်ပြီးပြီးတော့ insert တင်ပြီးတော့ software ကို install တင်မှာပေါ့နော်ထုတ်လိုက်ပေါ့ဒီမှာအဲဒါမျိုးဒီမှာ solution software ပြထုတ်နေခဏဆောင်းလိုက်ပေါ့နော်အဲ့တော့ကျွန်တော်ကသုံးနာတော့ Android example ဆိုရဲ application ကိုအသုံးပြုပြီးတော့ပေါ့နော်ဒီအခြေခံ lesson တွေကိုလေ့လာပါမှာသူကအခြေခံတွေအတွက်ကိုအဲလေ့လာလို့ကောင်းတယ်ပေါ့နော် AID နဲ့ပဲလေ့လာလား Android Studio အတွက်ပဲလေ့လာပါတော့ဒါအခြေခံပေါ့လုံးဝအခြေခံပေါ့ဘာမှမဟုတ်သေးဘူးပေါ့နော်အဲဒါလေးကို လောက်တတ်သွားအောင်လို့ဒီဟာလေးနဲ့ကော်ပြီးဘလို့ယူထည့်တယ်လေကုတ်တွေကိုလေ့ကျင့်တာဘလို့လေ့ကျင့်မလဲဒါကိုပြရတာပေါ့နော်နောက်ကြမှာ AI တွေပါတွေကိုအသုံးပြုပြီးတော့ application တွေကိုထုံသွားမယ်ပေါ့နော်အဲတော့ application တွေရေးတာအလွယ်လားခက်လားဆိုတော့ဆွမ်းနာပြောတယ်လို့ပေါ့နော်ကိုယ့်ရဲ့ဖန်တီးနိုင်သွားအဲနောက်ပြီးနေနိုင်ခွင့်နေပေါ်မူတည်ပြီးတော့လုံသွားလို့ရတယ်ပေါ့နော်အဲ AID ကဒီဖုန်းနဲ့ရေးတာဖြစ်တဲ့အတွက်ကုတ်တွေက သေးတယ်ဗောနော်ဒါပေမဲ့တချို့ Java တွေဒီ Java language ကအဲတချို့အလုပ်တရားဗောနော် ကိုုံဒီမလုံနိုင်ဘူးဗောနော်ဒီ AI ဒီနဲ့တကယ်လို့ software ကြီးကြီးမားမားတွေဒါမှမဟုတ်ရင်အဲဒီတဲ့ပုံကောင်းတဲ့ function တွေတုံးကျင်တယ်ဆိုတော့ Android တွေဗောနော်ဒီ computer ကိုအသုံးပြုပြီးတော့ software တွေရေးဗောနော်ဒါကတော့တော်တော်တုံးတောင် software ဆိုရင်တော့ဒီကောင်းလေးနဲ့အဆင်ပြေတယ်ဗျတက်ဗျူဗောနော်ဒါတက်ဗျူကိုပြပါဗောနော် အဲဒါနောက်ထပ် lesson အတွက်ကျွန်တော်ဒီຢာလေးကိုပြန်သွားမယ်ပေါ့နော်ပြန်သွားပြီးလို့ရှင် edit တက်ပေါ့နော်ဒီຢာလေးကိုနှိပ်မယ်ပေါ့ဒါတစ်ခုပြီးရင်တစ်ခုနှိပ်တာပေါ့နော်တကယ်တမ်းကျတော့နှိပ်ပြီးတော့ကုတ်တွေ copy ပြီးတော့ဒီဘက်ကဟောင်းယူကြည့်မယ်ကြည့်ပြီးလို့ရှင်ဒီ action နဲ့လည်းဟိုသွားမယ်သွားပြီးရင်ခေါင်းလေးကို copy ယူလိုက်ယူပြီးရင် ီ AID ဘလိုလဲကိုပြန်ဝင်မှာပေါ့နော်ဒါကကျွန်တော်ဒီကုတ်တေကိုဘီဘလိုယူထည့်လဲဆိုတာကိုပြရတာပေါ့နော်ပတ်ချမယ်ချပြီးဆိုရင်ဒီ test color ပေါ့เนาะ test color နေရာကိုပြင်မယ်ပေါ့เนาะမပြင် AID ကလေးသွားနိုင်မယ်ဟင်ဟုတ်ပြီဒါဆိုလို့ရှိရင် ကြီးလိုက်မယ်ပေါ့နော်ဒါတော့ထည့်ပြီးထည့်ပြီးဆိုလို့ရှိရင်ဒီ Sona တော့ Android Engineering Project တွေကိုပြန်သွားမယ်သူကဒီ Java ဘက်ကိုဖွင့်ကြည့်မယ်ပေါ့နော် Java ဘက်ကိုဖွင့်ကြည့်ရောဒီမှာသူကဘာပါအောင်ဆိုတော့ဒီမှာ Chrome ပဲပေါ့နော်ဒီမှာကြော်ညာထားတာပေါ့နော်ဒီကောင်တွေကို copy ယူမယ်ပေါ့နော် အဲကျွန်တော်တို့ကဒီ AID ထဲမှာလည်းဒီ main edit ချပါတယ်ကိုသွားမယ်သွားပြီလို့ရှိရင်ဒီနေရာမှာထည့်မယ်ပေါ့နော်ဖြီးလိုက်မယ်ဖြီးပြီးလို့ရှိရင်ဒီမှာပေါ်လာတယ်ဒီလိုလေးပေါ်လာဆိုရင်နှိပ်လိုက်နှိပ်လိုက်တဲ့ဆိုရင်ဒီမှာ copy ယူပြီးဖြတ်သွားပြီပေါ့နော်ဒါဆိုရင်သောနာ copy ယူလာတာဟာထည့်ပြီးပြီအဲ့တော့ဒီအနီးဖြစ်နေတဲ့ဟာလေးပေါ်မှာဖြီးလိုက်ပေါ့နော်ဖြီးလိုက်တဲ့ဆိုရင်ဒီလိုလေးအစိမ်းလေးပေါ်လာလိမ့်မယ်အမှန်ချက်ကလေးနဲ့ အဲ့အလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင် import တွန်းလိုက်မယ်ပေါ့နော်ဒီမှာ import တွန်းလိုက်မယ်တွန်းလိုက်လို့ရှိရင်အနီးပြောက်သွားပေါ့နော်ဒီမှာ import တစ်ခုပေါ်လာအဲ့တော့ဒီအနီးဖြစ်နေရလေးကိုလည်းထပ်နှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီဟာလေးကိုပေါ့နော်အစိမ်းလေးကိုပဲနှိပ်မယ် import တွန်းမယ်အဲ့ဒါဒီလိုပေါ့နော်အဲ့ဒါဆိုလို့ရှိရင် import တွန်းလိုက်တာပေါ့နော်စွမ်းနာတော့ project ကုလာဟာလေးကိုပြန်သွားမယ်သွားပြီးတော့ဒီမှာပေါ့နော်သူကဘီနေရတော့ဒီကောက်ကလေးပါနော် အဲအဲ့ရနေဒီအောက်ထိ copy ယူလိုက်မယ်ပေါ့နော်အောက်မှာသူ့အောက်မှာတွန်ကွင်းတစ်ခုပေါ့နော်တွန်ကွင်းအပိတ်တစ်ခုရှိရပေါ့နော်ဒီမှာနော်သောင်းတာတွန်ကွင်းအပိတ်တစ်ခုပါဒီမှာအဲဒီမှာနှစ်ခုအဲ့နှစ်ခုပေါ်ဟောင်းယူတာယူလာပြီးတော့ညနေဒီမှာ ပတ်ချပြီးတော့ထည့်ထားမယ်ပေါ့နော်ဒီမှာအနီးလေးအဲ့ဒါတက်လာပါပေါ့နော်အနီးလေးအဲ့အနီးလေးက import เนาะ import တွန်းတရားမှာအဲ့တော့အဲ့အနီးပြားနဲ့အပေါ်စားဆောင်ပေါ့ကိုနှိပ်လိုက်နှိပ်ပြီးတော့ import တွန်းလိုက်တွန်းပြီးလို့ရှိရင်ဒီမှာအနီးပြားနဲ့ဒီနေရာပေါ့နော်ဒီကောင်မနှိပ်နဲ့ဒီအောက်ကဒီကောင်လေးကောင်လေးကိုနှိပ်လိုက်နှိပ်ပြီးလို့ရှိရင် import ပြလိုက်ဒါဆိုပျောက်သွားပြီပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီ lesson အတွက်ကိုကျွန်တော်တို့ကဒီထဲမှာကုန်ကူးထည့်ပြီးပေါ့နော်အဲ့ဒီတော့ software ပြထုတ်ကြည့်မယ် ဒီကတော့လော်လော်လေးပေါ့နော်ဒီကအဲ့ဟာလေးနဲ့တွဲပြီးတော့ဘလို့လိလာသွားလဲဆိုတာကိုပြတာပေါ့နော်ဒီအခြေခံသဘောတရားလေးတွေနားလဲသွားပြီဆိုရင်အဲ project ကြီးဆက်ပြီးတော့ project လေးတွေဆက်ပြီးတော့ရေးနေတော့မှာပေါ့နော်ဒီကအခြေခံသဘောတရားတွေကိုနားလည်ထားဖို့လိုတာပေါ့ ဒီဘေးစ်ပိုင်းကိုအစဉ်ပြောရမယ်ထင်လို့ရှင်အခြေခံနားလည်ထားလို့လို့လူအခြေခံနားလည်မှာရှေ့ဆက်ပြီးတော့လည်လာလို့အစဉ်ပြေမှာပေါ့နော်ဒါကလုံးဝ program နဲ့အကျွမ်းတုံဝင်မရှိသေးတဲ့လူတွေအတွက်ကိုပြောပြပြပါပေါ့နော်နီလန်ပြပြအဲကျွမ်းကျင်ပြီးသားလူရတော့ကြော်သွားပေါ့နော်ဒီ Play Store မှာလည်းဒီ Android lesson ဆိုပြီးတော့ရိုက်ရှာလို့ရတယ်အဲ့မှာလည်း application တွေများရှိရပေါ့နော်ဒါမှမဟုတ် ခုကျွန်တော်ပြရမယ်ဆိုတော့တော့အရင်တော့ Play Store မှာရှိရပါတော့ခုနောက်ပိုင်းမရှိတော့ဘူးအဲဒီကောင်က copy ယူရတာလွယ်တယ်ပေါ့နော်အဲအဲအကြောင်းမလို့ Telegram မှာချပေးထားတယ်အဲဒီမှာနော်အဲအဲ့မှာ add about တစ်ခုရတယ်ပေါ့နော် about တစ်ခုရအဲ့ဒါစာရိုက်ထည့်ထည့်လိုက်ပေါ့နော်ဒီနေ့356เนาะအမရိုက်ထဲလိုက်တယ်ဆိုရင် तू ကရိုက်ထဲလိုက်တဲ့စာကိုဒီတက်ပြီးမှလာပြတာတလုံးဖြတ်ကြည့်လိုက်ပါเนาะအဲဟုတ်ပြီအဲဒါဆိုလို့ရှိရင်ဘောက်ကအလုံးလုံးတယ်ပေါ့เนาะ အဲ့တော့ဒီမှာကသူကဒီမယ် edit တက်ကိုသူက ID ခေါ်တယ်ပေါ့နော်ကိုကိုတွေကိုရှင်းပြမယ်နော် edit တက်တွေကိုအဲ edit တက်ကို ID ခေါ်တယ်နောက်ပြတက်ပြီးကို ID ခေါ်လိုက်တယ်ခေါ်ပြီးလို့ရှင်ကျွန်တော် edit တက်ကိုဒီမှာ that change listener တော့ထပ်ခေါ်လိုက်တယ်သူကအဲဒီမှာ that change listener ဆိုပြီးတော့ခေါ်လိုက်တာပေါ့နော်အဲပြီးတော့ဒီမှာ that watching ဆိုပြီးတော့စောင့်ကြည့်ပါနော်ပြောရမှာတော့ edit တက်မှာဘာရိုက်ထည့်လိုက်တယ်ဆိုတော့စောင့်ကြည့်အောင်နော်စောင့်ကြည့်ပြီးတော့မှာ အဲတချင်းလက်ဆန်တာပေါ့နော်ဘာတွေပြောင်းလဲသွားတယ်ပေါ့နော်ဒီပေါက်ထဲမှာကျွန်တော်တခုခုရိုက်လိုက်တယ်ဆိုလို့ရင်ပြောင်းလဲမှုဘာဖြစ်သွားတယ်လဲအဲအဲ့အောင်စောင့်နားထောင်တာပေါ့နော်အဲ့ဒီမှာဒီမှာဘဖုံးဘဖိုးတချင်းပေါ့နော်အဲ့ဒါဒီ W ရဲ့မှာအတ္တတထဲမှာဘာမှမထည့်ခင်အဲဟာကိုစဖန်တာပေါ့နော်ဒီမှာ on တချင်းနဲ့အဲအဲ့ဒီကောင်ကကြတော့ကျွန်တော်တို့ဆောနာပြောတော့ပြောင်းလဲသွားတာပေါ့နော်အဲကျွန်တော်တစ်တလုံးရိုက်ထဲလာကျွန်တော်တစ်တလုံးပြောင်းလဲသွားတယ်အဲ့ပြောင်းလဲသွားတာဟာဟို အဒီမတ်တပ်ထဲမှာ စောင့်ပြီးတော့ရေးရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဂဏန်းတစ်လုံးထည့်လိုက်တာဒါမှမဟုတ်ဘောက်ထဲမှာတစ်စုံတရာရိုက်ထည့်လိုက်တဲ့ user input တစ်ခုထည့်လိုက်တဲ့ဆိုပြောင်းလဲလိုက်တိုင်းမှာတန်ဖိုးတစ်ခုပြောင်းလဲတိုင်းဒီနေရာကိုရောက်လာတယ်ပေါ့နော်အဲအဲ့ဒီနေရာကိုရောက်လာတာဖြစ်တဲ့အတွက် အဲ့ညာမှာတခုခုပြောင်းနေတာဖြစ်နေဒါမှမဟုတ်ရင်တော့ဒီ password ဘောက်ဆိုလို့ရင် password ဘောက်မှာအဲ့ edit တဲ့တခုက password ဘောက်ဖြစ်တယ် password ဘောက်ဖြစ်တယ်ဆိုလို့ရှင်အဲ password ဘယ်နှလုံးရိုက်ထည့်ပြီးလဲအဲ့လိုပေါ့နော်စောင့်ပြီးတော့နားထောင်တာပေါ့နော်အဲ့ password ထဲမှာဘာတွေပါလဲတန်ဖိုးတွေကအဲ့ဒါမှမဟုတ်လို့ရှင်ဆိုတာတော့ဒီ password strong ဖြစ်လားဒါမှမဟုတ် strong ပေါ့နော်အဲ့ဒါမှမဟုတ်ဘူးပေါ့နော်အားနေသလားဒီလိုစောင့်ဖမ်းတာဒါမှမဟုတ်လို့ရှင် ုံးနံပါတ်ရိုက်ထားတလားဒါမှမဟုတ်လို့ရင်စောနာတော့စလုံးရည်ရေးတော့ပေါ့နော်စလုံးရည်တို့က၈လုံးရှိမှအလုံးလုံးဆိုကြတယ်ဆို၈လုံးရှိအောင်ရိုက်ထည့်လို့ပုံစံမှာ၈လုံးရှိရင်နီးပြနေတာပြုံးပေါ့နော်အဲ့လိုပုံစံမျိုးတွေအသုံးပြရပေါ့နော်ဒါ edit တဲ့ပေါ့နော် input ပေါက်ထဲမှာ input ပေါက်ကိုရိုက်ထည့်လိုက်တယ်ဆိုရိုက်ထည့်လိုက်တဲ့ input ပေါက်ရဲ့တန်ဖိုးကိုစောင့်ပြီးတော့နားထောင်ပါเนาะ chain listener နဲ့နားထောင်တာပေါ့နော်ဒါလေးကိုတော့မှတ်ထားပါเนาะဘယ်နေရာမှာအသုံးချလို့ရတယ်ကျွန်တော်တခါလေးပြောပြပေးပါเนาะ အဲဒီဟာတွေကစုပေါင်းဆက်ပေါ့နော်ကျွန်တော် project ရေးရေးတော့မယ်ဆိုတော့ဒီ lesson အသေးလေးတွေကိုဒီအခြေခံ lesson လေးတွေစုပေါင်းပြီးတော့မှ project ကြီးတည်ဆောက်တာပေါ့နော်ဒါလေးတွေအခြေခံသဘောတရားလေးတွေကိုနားလည်လာပြီဆိုလို့ရှင် project လုပ်တဲ့နေရာဘယ်နေရာမှာဘယ်လိုယူသုံးရမလဲဆိုတာကိုဆုံးဖြတ်နိုင်မှာပေါ့နော်ဒီဟာဒီဟာလေးပဲဟောလာမှတ်ထားမှာပေါ့နော်ဒီဟာ အဲဒါဆိုလို့ရှင်ဒီတက်ချင်းလေးဆိုတာဘောက်ထဲမှာကျွန်တော်တခုရိုက်ထည့်လိုက်လဲဆိုရင်ရိုက်ထည့်လိုက်တာဟာတန်းပြီးပေါ်လာပြီးပြရတယ်အဲပြရတာဖြစ်တဲ့အတွက်အပြင်နေရာမှာအတုံးချမလဲဒါကိုအဲ program ရေးတော့မယ်ဆိုကိုက project ရေးတော့ဗီ project မှာဗီ lesson ကိုအတုံးချလို့ရတယ်အဲအဲ့လိုပုံတန်လို့ပေါ့နော်မြင်တတ်အောင်ဒါပြောပြတာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဆက်ပြီးတော့သွားမယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကိုကျွန်တော်တစ်ပြတ်ပေါ့နော်15မိနစ်ဖြစ်တဲ့ခဏလေးတစ်ပြတ်နားမယ် းနားပြီးရောဂျန်တဲ့ဟာတွေလည်းထပ်ပြီးရောပြရမယ်ပေါ့နော်ဒါဒီအဲအတက်တက် lesson ရဲ့ w lesson ရဲ့ကို copy ယူပြီးရော AID ထဲမှာထည့်ရဲဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်ရှင်းပြတယ်ဒီ video မှာဒီ ठी နားလည်မယ်ဆိုလို့ရှိရင်အရှင်းပြရပေါ့နော်လုံးဝအခြေခံမရှိတဲ့လူတွေတော့နားလည်လွယ်မယ်ပေါ့နော်နားလည်လွယ်လွယ်မယ်လေ့လာလို့လည်းပို့ပြီးရောကောင်းမယ်ပေါ့နော်အဲနားလေပြီးသားလူကြတော့အခြေခံရှိပြီးသားလူတက်ပြီးသားလူကြတော့ဆရာကြီးတွေဖြစ်တဲ့အတွက်ကြော်သွားကြပါတော့ဟုတ်ပြီဒီလောက်ပဲပေါ့နော်